ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ဒီကနေ့မှာတော့အတုလာဒီပတိမဟာမုနိတ္တကြာကိုဒတ်ကြီးဖရာရဲ့ဖယောင်းအလင်းရောင်9999တိုင်းပူဇော်ပွဲအခမ်းအနားကြီးကိုရိုက်ကူးထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ဒီကနေ့အခမ်းအနားကတော့အတုလာအဓိပတိမဟာမုနိတ္တကြကိုရတ်ကြီးဖရာကြီးရဲ့25ကြိမ်မြောက်ငွေရတုအခမ်းအနားပဲဖြစ်ပါတယ်။ ခန္ဓာစတင်ချိန်မှာတော့နမောတတသုံးချိန်ယူဆိုဖျားကြော်ပြီးအနန္တ၅ပါးအားရှိခိုးခြင်းသီလခံယူစောင့်တည်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ခုနှစ်ရက်သားသမီးများကောင်းမှုအတွက်ကိုဒတ်ကြီးဖျားနှစ်ပတ်လည်တရက်စင်မီအလင်းရောင်အလှူရောင်ငွေများပေးအပ်ပြီးတော့လှူဒါန်းမှုအစုစုတို့ကိုအမျှဝေကတာရုခေါ်ဆိုခဲ့ကြပါတယ်ရှင်။ဥလံဖျားဥအောင်သိခေါ်ဖြစ်ပါတယ်။အတုလာဒီပတိမာမုန်တိတက်ကြကိုဒတ်ကြီးဖျားရဲ့ဘန္နာရေးဟာခေါ်ဘကအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ဒါနဲ့ ဆင်ရင်ကျင်းပါတဲ့အလူတော်မင်္ဂလာကြီးဟာနေ့စဉ်နေ့တိုင်းဆင်ရင်ကျင်းပါတဲ့အထုလာဓိပတိမဟာမုနိတက်ကြကိုရကြီးရုပ်ပွားတော်မြတ်ကြီးရဲ့ခန္ဓာကုတိတိုက်အတွင်းတပည့်ညွတ်ညာရှင်ဘုရားရှင်ကိုတော်မြတ်ကြီးကို အလင်းနိုင်ဖျောင်းလင်းနိုင်9969ခန္ဓာကုတိတိုက်အတွင်းလူရန်ပူဇော်တဲ့အလူတော်ပွဲကြီးဖြစ်ပါတယ်ဒီနေ့ကျင်းပါတဲ့အလူတော်မင်္ဂလာဟာ25ချိန်မြောက်ဝေတုသဘင်ဆင်ကျင်းပါတဲ့ဖျောင်းလင်းအောင်ပူဇော်ပွဲကြီးဖြစ်ပါတယ် အထုလာဒီပတိမာမုနီတက်ချာဆိုတဲ့ဘွဲမြရတဲ့ကိုရကြီးပရားကြီးဟာမုနီကိုးစုမြောက်တိသားကိုကိုရတဲ့ရုပ်ဝါတော်မြတ်ကြီးဖြစ်ပါတယ်ကျွန်တော်တို့အထုလာဒီပတိမာမုနီတက်ချာကိုရကြီးပရားကြီးဟာနဝင်းဆောင်အောင်အမြီ ဆိုတဲ့အတိတ်နမိတ်နဲ့ကျွန်တော်တို့အဋ္ဌံပါရမီဖြည့်စည်းတဲ့အောင်မြင်တော်မူတဲ့ဘုရားရှင်ကိုရမြတ်ကြီးကိုစိတ်ဝယ်ရည်မှန်းပြီးတော့အဋ္ဌံပြည့်စုံတဲ့ရုပ်ဝါတော်မြတ်ကြီးဆိုပြီးတော့နဝင်းဆောင်ပြီးတော့ ကျွန်တော်တို့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းကိုအထိကထားပြီးတော့ဆောင်ရွက်ပါတယ်ဒါကြောင့်မလို့ဖယောင်းလင်းအောင်ပူဇော်တဲ့နေရာမှာလည်း9996အလင်းတိုင်းပူဇော်မှုကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲကျွန်တော်တို့နေ့စဉ်နေ့တိုင်းပေါ့နော်ဖယောင်းလင်းအောင်9996ပူဇော်ပွဲကြီးကိုစီရင်ကျင်းပတဲ့အခါမှာကျွန်တော်တက်တက်လို့မဲဇလီပူဇော်ကိုအရင်တော့ကတော့အထောက်အကူ1000 1000ကျော်လောက်ပေါ့ဒီနေ့ကတော့ကျွန်တော်တို့ တင်းအားဖြင့်ဆိုလို့ရှိရင်တင်း80ပေါ့နော်အထုတ်ရအားဖြင့်လို့ရှိရင်3000ကျော်ပေါ့နော်ကျွန်တော်တို့3000နဲ့6000လောက်အထုတ်ရပေါ့နော်တတ်တတ်လို့မဲဇလီဘူးတုတ်ကိုဝင်ရမှာဖြစ်ပါတယ်ထို့တူပါပဲအရင်တော့ဆိုရင်တော့ဖျောင်းလင်းအောင်ဟာကနကုရီတိုက်အတွင်းမှာပဲ9999ပူဇော်ပါတယ်ယခုနှစ်မှာကျတော့ကနကုရီတိုက်အတွင်း9999ပါရဝံအတွင်းမှာ9999ဆိုပြီးတော့ကျွန်တော်တို့ ခန္ဓာကိုယ်ဒီတိုင်းနဲ့ပရဝံပူဇော်မှုဖျောင်းလင်းအောင်ပူဇော်မှုထူးထူးခြားခြားလေးဆောက်ရွက်ပါတယ်ကျော်ရွယ်အလူတော်မင်္ဂလာနှစ်စဉ်ဒီတိုင်းသာသနာတော်ကြီးနေလိုလာလိုထုံးလင်းတော့ပါဇေနိုင်ရေးသာသနာတော်ကြီးအထွတ်ရှည်စွာတည်နှက်ခိုင်မြဲစေရေးလို့စိတ်ဝယ်တွေးပြီးတော့သာသနာတော်အကျိုးကိုကျွန်တော်တို့နဲ့ဂောဘကအဖွဲ့လူချင်းမင်းများဟာဩဝါဒစရိယဆရာတော်ကြီးတွေရဲ့ဩဝါဒနဲ့အညီအသေးအဖွဲ့လူငယ်များနဲ့ပေါင်းစည်းပြီးတော့ နေ့စဉ်နဲ့တိုင်းသာသနာတော်အကျိုးကိုတည်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့သာသနာတော်အကျိုးပြုလုပ်ငန်းရတဲ့ဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်သူတော်ကောင်းအများရဲ့ခொနည်းသားသမီးရဲ့တရားနဲ့ပညာပူးတွဲပြီးတော့မြတ်တာစွာဆောင်ရွက်နိုင်ကြမှာလေကျွန်တော်တို့သာသနာတော်ကြီးအထွတ်ရှည်စွာတည်ထောင်ခိုင်မြဲမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်များကိုအထူးကထားပြီးတော့သာသနာတော်အကျိုးကိုစရတဲ့ဘူးတိုးတက်အောင်ဆောင်ရွက်နိုင်ကြစေအောင် ကျွန်တော်တို့လည်းလက်တွဲပြီးတော့ပူပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့မေတ္တာရခိုင်လည်းပန်နဲ့ပန်ကြားကြပါလေဆက်လက်ပြီးတော့လည်းအတုလာဒီပတိမဟာမုနိတကြကိုရကြီးဖရာကြီးကိုလျှက်စင်ပြီးများလုံဝပိတ်ပြီးတော့ခယူသိန်းကျေးစီကျေးမောင်အောင်မောင်တုံးမောင်ခေါင်းလောင်းများတီးမုတ်ထိုးခတ်ပြီးတော့တပြိုင်နက်စီမီများထွန်းညစ်ပူဇော်ခဲ့ကြပါရဲ့ရှင်။ မှာတော့ဖခင်ရဲ့ရင်မြင်တော်ပေါ်မှာတက်တက်လွတ်မဲစလီဘူးတို့စရုဒိတာအလှူများအေးအေးလှူရှင်များနဲ့စင်မီးတိုင်များကိုပူဇော်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ကျွန်တော်တို့အသင်းဖွဲ့နာမည်ကအင်ဂျင်မြိုက်အသင်းပါကျွန်တော်နာမည်ကထွန်းမြဆိုပါခင်ဗျာကျွန်တော်တို့ပူဇော်ခဲ့တာဆိုလို့ချင်းနှစ်ပေါင်း20လောက်ရှိပါပြီကျွန်တော်အသင်းအနေနဲ့ပေါ့ဒီနေ့ကတော့ကျွန်တော်တို့ကဒီနေ့ကဒုတိယရဆိုတော့ကျွန်တော်တို့ကဒီနေ့ကငွေတုဖြစ်နေတယ်ခင်ဗျာငွေတုနေ့ဆိုတော့ခါတိုင်းနေ့တင်တယ်မတူအောင်လို့ ိုဘောတော့စီမံပြီးတော့လုပ်ထားပါတယ်ဟိုဘောနော်ဟိုဖျောင်းနိုင်အလင်းကိုလည်းပူတော်တဲ့ခါကျတော့ဘယ်လိုပြောမလဲငွေတုဆိုတဲ့ဟာလေး9999ရဲ့ပေါ်အောင်လို့စလုံးလေးတွေအဲ့လိုရိုက်ထားပါရိုက်ပြီးတော့လုပ်ထားပါတယ်စတုဒီစာကတော့ကျွန်တော်တို့ဒီနေ့ဆိုရင်6မျိုးဝေပါတယ်6ခန်းပဲဘောနော်အခု450 500 900အဲ့လိုမျိုးတွေဝေပါတယ်ဒီနေ့ကျွန်တော်တို့အပွဲတွေကတော့ဒီလိုပါပဲဗျာလူတန်းတာကတော့ဒီလိုအသင်းမှာကျွန်တော်အသင်းရလူလေးယောက်ပဲရှိပါတော့တယ်အခုဆိုရင် ဟို၄ရောက်တရားနေပြီးတော့ပဲကျွန်တော်တို့ညီကိုနောင်တော်တွေပေါ့နော်ဟိုတက်နိုင်တဲ့လူတရားတွေလာပြီးတော့ဝိုင်းဝန်းလူတန်းကြတယ်ကျွန်တော်တို့တငငချင်းပေါင်းစင်းတွေပေါ့နော်ဟောအေးအေးတိုက်မဲ့ဆိုလဲတော်ဝင်ဥကိုတွေ့ရနေပြီးတော့နှစ်စင်တိုင်းအေးအေးတိုက်တယ်သူကဟောကျွန်တော်ပြီးတော့ကျွန်တော်တို့တငငချင်းနဲ့ပေါင်းစင်းနေရနေပြီးတော့တယောက်ကိုမဟုတ်တမျိုးစီနှစ်တိုင်းကျွေးတယ်ခင်ဗျာဝမ်းသာတာပေါ့ဘယ်လိုဝမ်းသာပြောရမလဲဆိုလို့ချင်းကျွန်တော်တို့မသေးခင်အထိနှစ်စင်တစ်တိုင်းဒီလိုပဲဖျားကြီး ဟိုမနော်ကိုရကြီးဖျားကြီးတို့ကျွန်တော်တို့တက်ဆက်တုံးဟိုဘယ်လိုပြောမလဲတာဝန်ထမ်းဆောင်သွားပါမယ်လို့အဲ့လိုပဲပြောရမှာတာဝန်တစ်ခုလိုပဲကျွန်တော်သဘောထားတာဟုတ်ဒီပါပြည်သူများရှင်ဒီကနေ့မှာဆိုလို့ရှိရင်တော့ကိုရကြီးဖျားအတွင်မှာရှိတဲ့ကောဘကအဖွဲ့ဝင်များစွန်လောင်အသင်းများပရာဟိတလူငယ်အဖွဲ့များနဲ့တန်ရှင်းရေးအဖွဲ့များကနေပြီးတော့ဖျားကြီးရဲ့25ကျင်းမြောက်ဖျောင်းအလင်းရောင်9960ကိုရိုင်းပူဇော်ပွဲကြီးကိုတော့စီကားတိုင်မြဲစွာနဲ့ကျင်းပပြုလုပ်ခဲ့ကြပါရဲ့ရှင်။ တ်ပြည်သူများရှင်ဒီကနေ့ကျင်းပပြုလုပ်တဲ့ဖေယောင်းအလင်းရောင်ပူဇော်ပွဲကြီးကိုတော့ခုနှစ်ရက်သားသမီးများအတွက်ခုနှစ်ရက်သားသမီးများရဲ့နဝင်းဆောင်စမှုကြောင့်မဲ့အလင်းရောင်အလှူတော်အဖြစ်ကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်ရှင်။အော်အမနာမည်အမတင်မိုးကိုင်းဖြစ်ပါတယ်။အမတို့ကဒီမှာနှစ်တိုင်းစတူဒီတာအေးတိုက်တယ်ပေါ့နော်။မျိုးရစုပြီးတိုက်တဲ့အတွက်လာပြီးတော့နှစ်တိုင်းစတူဒီတာအေးလက်တိုင်းနဲ့စင်မီပူဇော်တာတော့နှစ်တိုင်းလုပ်ဖြစ်ပါတယ်။အော်အရန်ဝမ်းသာပီတီဖြစ်ပါတယ်။ ။ဒါတော့ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်ဒီတစားမုံလာပြီးအခါသမားညာမှာနှစ်စဉ်ကြည့်လို့မိထွန်းပွဲတော်လေးလုံးဝနဲ့ကုသိုလ်အကုန်လုံးပါဝင်ကြပါလို့ပြောချင်ပါတယ်။ချင်းခင်လေးစားပါတော့မိဝပြည်သူညီကိုမောင်မများရှင်အခုရအခုထုတ်လွှင့်ပေးခဲ့တာကတော့အတူလာဒီပတိမဟာမုန်နိသက်ကြကိုရက်ကြီးဖရာရဲ့25ချိန်မြောက်ကျင်းပပြုလုပ်တဲ့ဖယောင်းအလင်းရောင်9969ပူဇော်ပွဲအခမ်းအနားကြီးကိုရအခုထုတ်လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်